အမှန်တရားနှင့်ငြိမ်းချမ်းရေးကိုပိတ်ပင်သောသူများသည်ဘုရားခင်၏အပြစ်စီခြင်းကို ခံရမည်တက်တလီသာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါတယ်အောက်တိုဘာလ16ရက်ရှင်လူကာခရစ်ဝင်ခန်းကြီး7ခန်းငယ်49မှ54အထိသခင်ခရစ်တော်ကပရောဖက်များရဲ့တင်ညာကူများဆောက်လုပ်ကာဤခင်ဘိုးဘွားများလုပ်ခဲ့သောအရာများကို ဆက်လက်လှုပ်ဆောင်နေကြသောကျန်တက်ပညာရှင်များနဲ့ပါရီစီဥတွေကိုပြစ်တင်ရှုတ်ချထားတာကိုကြားရပါတယ်။တမန်တရားကိုပိတ်ပင်တားဆီးပြီးအခြားသူများဖျားခင်တန်ချစ်ကဲ့ရန်ဟန်တာတဲ့သူတွေဟာဖျားခင်ရဲ့အပြစ်စီရင်ခြင်းကိုခံရမယ့်အကြောင်းကိုပြောပြနေပါတယ်။ကျွန်တော်ယခုအချိန်ဒီမှာဆင်းရဲဒုက္ခရောက်နေသူများပြေးလွှားနေကြသောသူများ ပရိပိခကြားထဲမှာရောက်နေသောသူတွေကိုပြစ်ပယ်ထားတဲ့သူတွေတရားတော်မှာကျွန်တော်တို့ကိုဒီနေ့ဆုံးမပေးနေပါတယ်။ကျန်တဲ့ပညာရှင်များနဲ့ဖာရိစီတွေကဲ့သို့ယနေ့ခေတ်အချိန်တွေမှာလူများရဲ့ဒုက္ခအခက်အခဲများကိုလစ်လျူရှုပြီးတော့အမှန်တရားနဲ့ငြိမ်းချမ်းရေးကိုပြပြန်တားဆီးနေတဲ့သူတွေကိုရောက်ခင်ကတတိပေးနေတာကိုထောက်ရှုနိုင်ပါတယ် ပရောဖက်တို့ဟာနိညာဉ်ကူများဆောက်လုပ်ခြင်းသည်ပစ္စုပန်ကာလမှာမတရားမှုတွေကိုဆက်လက်လှုပ်ဆောင်နေခြင်းဖြစ်တာနဲ့တူတယ်လို့ပြောပြထားပါတယ်။သခင်ခရစ်တော်က၎င်းတို့ဟာအသိပညာဤတော်ကြံများကိုယူဆောင်ထားပြီးတော့နိုင်ငံတော်သို့ဝင်ဝင်ကိုအန်တာရင်းလို့ပြောဆိုထားတယ်။ယခုအချိန်မှာပရိပခာတွေဒုက္ခခက်ခဲတွေရောက်ရှိနေတဲ့သူတွေအများကြီးရှိပါတယ်။ သူတို့ရဲ့အတွက်ညှော်လင့်ခြင်းနဲ့ရင်ချမ်းရေးတရားမြတ်တာ၏လမ်းကြောင်းတွေကိုပိတ်ဆို့ထားတဲ့လူများစွာဟာဝိညာဉ်ရေးရာနဲ့လောကီရေးရာတူတက်မှုတွေမှဝေးကွာစေတဲ့သူတွေကိုရှုံချထားတာဖြစ်ပါတယ်။ယခုလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေမှာခရစ်တော်ရဲ့နောက်လိုက်တွေဟာဧဝံဂေလိတရားတော်သတင်းကောင်းညှော်လင့်ခြင်းငြိမ်းချမ်းခြင်းအတွက်ကျွန်တော်တို့ ဝင်ရောက်လှုပ်ဆောင်ရမယ်ဆိုတာအားပေးနေပါတယ်ကျွန်တော်တို့ဟာမျှော်လင့်ချက်ဖြစ်ရမယ်ဆိုတာကိုဒီချမ်းစာအဖြစ်ထောက်ရှုနိုင်ပါတယ်ဒါကြောင့်ပထမအချက်အနေနဲ့ခရစ်တော်ရဲ့နောက်လိုက်တွေဟာဘုရားသခင်ရဲ့ကရုဏာတော်ကိုတည်တည်ခံကြရပါမယ်စင်နံပါတ်သူတွေဒီလွားနေကြရတဲ့သူတွေအတွက်ဘုရားသခင်ရဲ့မေတ္တာတော်ကိုလက်တွေ့ဘဝမှာထောက်ဖော်ပြရပါမယ်သာဝန်ကြီးကျမ်းမာကြီး ညာရေးနဲ့ငင်းချမ်းရေးလုပ်ငန်းစဉ်တွေကိုအောက်ပြီးအောက်မြောက်ပြုခြင်းဖြင့်ဖျားသခင်၏နိုင်ငံတော်ကိုလက်တွေ့ကျကျသက်သေခံနိုင်ပါတယ်။ဒုက္ခအခက်အခဲတွေမတရားမှုတွေကိုရင်ဆိုင်နေရတဲ့ကျွန်တော်တို့တွေအတွက်တရားမျှတမှုနဲ့ငင်းချမ်းရေးကိုဆူတောင်းပြုံတာမကတက်ကြွစွာနဲ့ဝင်ရောက်ပါဝင်သင့်ပါတယ်။ရိုင်းမတမှုကိုလိုလားတဲ့အတန်တွေငင်းချမ်းရေးအတန်တွေ လူသားချင်းစာနာမှုဆိုင်ရာသတင်းကောင်းတွေကိုဖြန့်ဝေကြားရပါမယ်။ဒီနေ့ချုပ်ချယ်ခြင်းခံရတဲ့သူတွေနဲ့စိတ်သက်ကြဆင်းနေတဲ့သူတွေအတွက်ခရစ်တော်၌မျှော်လင့်ချက်ရှိကြောင်းကက်သလစ်သာသနာတော်ကပြသပေးသင့်ပါတယ်။ဒုက္ခအခက်အခဲတွေကိုခံနိုင်ရရှိခြင်းသည်ပြည့်ပြည့်စုံခြင်းသို့ဥတည်ကြောင်းနဲ့ဘုရားခင်သည် နာကျင်မှုများကိုကောင်းသော အရာတွေဖြစ်ပြောင်းလဲပေးနိုင်ကြောင်း လမ်းညွန်ပြသကြင်ကြံကြရပါမယ်။ယခုအချိန်ဒီခါမျိုးမှာခက်ခဲသောအခြေအနေတွေမှာဘုရားသခင်ရဲ့အကူအညီဟာအမြဲတမ်းရှိကြောင်းယုံကြည်မှုတွေဝေမျှသင့်ပါတယ်။နှစ်ချောအဖြစ်ယနေ့အေးဝင်ကလေးတရားတော်ဟာတရားမမျှတမှုနဲ့ဖိနှိပ်မှုတွေအပေါ်သတိပေးချက်တစ်ခုဖြစ်ပါတယ်။သတိပါတာဝင်နေနေနဲ့ဖိနှိပ်ခံရတဲ့သူတွေနဲ့အတူရပ်တရားပါမယ်။ဒုက္ခရောက်တဲ့သူတွေကို တို့ရဲ့ဒုက္ခအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ကူညီကြရပါမယ်။ဘုရားသခင်ရဲ့မေတ္တာနဲ့တရားမျှတမှုတွေကိုလက်တွေ့လုံဆောင်နိုင်ရန်နှိုးဆော်နေခြင်းဖြစ်ပါတယ်။ဒုက္ခရောက်နေတဲ့သူတွေ၊ဆင်းရဲနှံပါသူတွေ၊အခက်အခဲဖြစ်နေတဲ့သူတွေ၊စိတ်တကြဆင်းနေတဲ့သူတွေကိုအဓိကကူညီပံ့ပိုးရင်းနဲ့ခရစ်တော်ရဲ့ကုနာတော်ကိုပုံမထင်ရှားစေနိုင်တယ်ဆိုတာကိုထောက်ရှုပြီးတော့ဒီနေ့ ၊ငြိမ်းချမ်းမှုတွေ၊ဒုက္ခရောက်နေတဲ့သူတွေကိုကူညီခြင်းတွေ၊ခက်ခဲတွေကိုဖြေရှင်းပေးနေကြတဲ့သူတွေကိုဟန်တာတဲ့သူတွေဟာဘုရားခင်ရဲ့ပြစ်ဒဏ်ပေးခြင်းခံရမယ်ဆိုပြီးတော့ပြောထားတဲ့သခင် ခရစ်တော်ရဲ့စကားတော်ကိုကြားနာပြီးတော့ကျွန်တော်တို့တရားချင်းစင်ကြည့်တယ်သူ့အရာတွေကိုမလုံဆောင်မဲနဲ့ဘုရားခင်ရဲ့တရားမြတ်တာခြင်းဘုရားခင်ရဲ့ငြိမ်းချမ်းခြင်းဘုရားခင်ရဲ့တာယာဝပြောင်းခြင်းတွေကို လှုပ်ဆောင်ပေးနိုင်တဲ့သူတွေသာဖြစ်ရမယ်ဆိုတဲ့အကြောင်းကိုအောက်ရှုလျက်ခွန်အားယူကြပါစို့